ရုပ်ရှင်ဇာတ်ကားကိုတိန့်တထောင်အမှုပညာချင်းရနေလို့လူပြောများနေတဲ့အေဂျင့်မောင်မြန်မာနိုင်ငံမှာအမှုပညာရှင်တွေနဲ့မှဈေးအများဆုံးရတာကနမိတ်ကြီးမင်းသားတွေပါမင်းသမီးနဲ့မင်းသားနဲ့မင်းသားတွေကမင်းမိတွေရဲ့အမှုပညာချင်းနှစ်ဆပွင့်ရကြပါတယ်ခုအချိန်မှာမြန်မာရုပ်ရှင်လောကမှာအမှုပညာချင်းအမြင့်ဆုံးဖြစ်နေတာကတော့တရုတ်ဆောင်မင်းသားအေဂျင့်မောင်ဖြစ်ကြောင်းကိုသိရတာပါအေဂျင့်မောင်ကခုအချိန်မှာရုပ်ရှင်ဇာတ်ကားကိုတိန့်တထောင်ကွက်တီကိုရနေတယ်လို့သိရတာပါတိန့်တထောင်ဆိုတဲ့ပမာဏဟာတာမန်အခြေခံလူရန်းစားတယောက်အတွက်တကယ်ကိုများပြားတဲ့ပမာဏပါ ာမန်လူတွေအတွက်တင်မကပါဘူးရုပ်ရှင်လောကသားတွေရင်ဈေးကွက်မှာတော့ဈေးကြီးဆုံးဖြစ်နေရပါရုပ်ရှင်လောကမှာဈေးများဆုံးပါဆိုရင်လေတိုးနဲ့မိမျက်တောင်မှာတကားရရင်အများဆုံး3900လောက်သားရဘူးကြတာပါဒါပေမဲ့လည်းမရေတနေအောင်မှာရုပ်ရှင်လောကတွေကိုဝင်ရောက်လာခဲ့တဲ့လူပညာရှင်တို့ဖြစ်တဲ့အေးချမ်းမောင်ကတော့ခုချိန်မှာ3000တောင်တန်ကြီးရှိနေတယ်လို့သိရတာပါဒါကလည်းခုလက်ရှိချိန်တသစ္စမင်းသားရဲ့ထဲမှာအေးချမ်းမောင်ကိုဘယ်သူမှမရှင်နိုင်လို့သိရပါတယ်အောင်တိကြရတဲ့အတိုင်းအေးချမ်းမောင်ဆိုတာကတော့လူပညာလောကကိုတရုတ်ဆောင်မော်ဒယ်လောကကနေစတင်ဝင်ရောက်လာခဲ့တဲ့သူပါ အဲ့ဒီနောက်မှာတော့အေးချမ်းမဟာမဟာရုပ်တံ application ကထုတ်လင်းတဲ့ရုပ်တံဇလန်တွေမှာပေါင်းဝင်ရရင်လည်းဖြည်းဖြည်းနဲ့နာမည်ကြီးသွားခဲ့ပါတယ်။အေးချမ်းမတရားဒီလိုမျိုးပညာလောကမှာအမြင့်မြတ်အောင်မြင်နေရတယ်။နောက်ထပ်အချက်ကတော့အေးချမ်းမအလုပ်ကိုလေးစားသလိုပရိသတ်တွေမျိုးပညာလောကသားချင်းချင်းနဲ့စကားပြောဆိုဆက်ဆံရမှာရိုးသိမ်းလေးစားမှုပြည့်ရှိတယ်ပေါ့။ဒါကြောင့်လည်းခုချိန်မှာအေးချမ်းမကိုရှင်နိုင်တဲ့မင်းသားမရှိသေးပေနဲ့မြန်မာနိုင်ငံရဲ့နံပါတ်1မင်းသားဖြစ်နေတိတ်တထောင်ရနေတာပဲဖြစ်ပါတယ်။